မင်္ဂလာပါခင်ဗျာရင်ဆုံးအနေနဲ့ဥဖျက်ဖျက်ပြောပြချင်တာက မကြခင်သွေးလင်းထက်ရပွဲကြည်ရတော့မယ်ဆိုတဲ့အကြောင်းအရာပါဒီအကြောင်းအရာကိုကိုက်ကန်ရှင် ဖိုက်တာကိုယ်တိုင်ကသူ့ရဲ့ page ကနေတစ်ဆင့်ပြည့်သက်တွေကိုအတိပေးလိုက်ပါပြီမကြခင်သူပွဲလာတော့မယ်ဆိုတဲ့အကြောင်းချက်ပြလိုက်တယ်လို့သူ့ကိုလည်းဝိညာဉ်အားပေးဖို့တောင်းဆိုသွားတာတွေ့ရပါတယ်ဒါကြောင့်မလို့ဂျွန်လာထဲမှာကျင်းပမဲ့ပြိုင်ပွဲတွေမှာလဲမြန်မာဖိုက်တာတွေရဲ့တွဲဆိုင်တွေဆက်ပြီးပါဝင်လာအောင်မဲလို့အခိုင်အမာဆိုလို့ရနေပါတယ် လက်ရှိချိန်ထိတော့ one championship ဘက်ကဂျွန်လာထဲမှာကျင်းပမဲ့ပြိုင်ပွဲတွေမှာမြန်မာဖိုက်တာတွေရဲ့တွဲဆိုင်တွေပါဝင်လာမယ်ဆိုတဲ့အကြောင်းအရာကိုတော့တရားဝင်ချပြထားခြင်းမရှိသေးပါဘူး။သို့တော်လည်းပဲဂျွန်လာထဲမှာပြပြိုင်ပွဲတွေပြပြိုင်ပွဲတွေကျင်းပမယ်ဆိုတာကတော့အခုကတည်းကချပြထားပြီးပြီ။ပထမဆုံးအနေနဲ့ဂျွန်လာ6ရက်နေ့တောက်ကြနေ့ညပိုင်းမှာကျင်းပမဲ့135 111ပြိုင်ပွဲအဲ့ဒီနောက်ဂျွန်လာ29ရက်နေ့မှာကျင်းပမဲ့တန်ဘိုကပ်ပြိုင်ပွဲမှာအဓိကပါဝင်လာမဲ့တွဲဆိုင်တချို့ကိုလည်းချပြထားပါတယ်။ ဒါကြောင့်မို့လို့မြန်မာဖိုက်တာတွေရဲ့တွဲဆိုင်တွေကဘယ်ပြိုင်ပွဲမှာပါဝင်လာအောင်မလဲဆိုတာဆက်ပြီးနားစွန့်ထားကြရအောင်မှာပါဝီလင်ထက်ရဲ့အကြောင်းအရာကိုပြန်ဆက်ရရင် D Fighter က135ပြိုင်ပွဲမှာဝင်ရောက်ထိုးတက်နေတဲ့မြန်မာဖိုက်တာတွေထဲမှာစွမ်းဆောင်ရည်အကောင်းဆုံးဖိုက်တာလို့တောင်ပြောလို့ရပါတယ်ဘာဖြစ်လို့လဲဆိုတော့သူထိုးထားတဲ့ပွဲစဉ်တွေအကုန်လုံးကိုကြည့်လိုက်မယ်ဆိုရင်စုစုပေါင်း၄ပွဲထိုးထားတယ်၃ပွဲထိနိုင်ရပြီးတပွဲသာရှုံးနေထားတာပါရလတ်ပိုင်းအဖြစ်အတော်လေးကောင်းမွန်တယ်လို့ပြောလို့ရတယ် ပြီးတော့ပြိုင်ဘက်တွေကိုကြိလိုက်မယ်ဆိုရင်လေသူထိုးခဲ့ရတဲ့ပြိုင်ဘက်တွေအကုန်လုံးနှိပါးက Asian Time Fighter တွေကြီးပဲဖြစ်နေပါတယ်။ပြိုင်တက်တွေအများစုအမြင်မှာတော့ Time Fighter တွေကမြန်မာ Fighter တွေထက်ပိုပြီး niche နဲ့ပိုင်းကောင်းမွန်တယ်။မြန်မာ Fighter တွေက niche နဲ့ပိုင်းအားနည်းကြတယ်ဆိုပြီးမှတ်ချက်ပေးကြပါတယ်။ဒါပေမဲ့သွေးလင်းထက်ရဲ့ပွဲတွေကိုကြည့်လိုက်မယ်ဆိုရင်ဒီ fighter ကဘလောက်ထိ fight angle ပိုင်းကောင်းမွန်လဲဆိုတာပြည့်တက်တွေမြင်ကြရမှာပါ သူထိုးတဲ့ပုံစံတွေကပြည်သက်ကိုဆွဲဆောင်မှုရှိခြင်းမှရှိမယ်ရှိခြင်းလည်းရှိမယ်သို့တော်လည်းပဲပွဲချင်းကတ်တဲ့အပိုင်းမှာတော့သူ့မှာအာသာချက်တွေပွဲကိုတွေးခေါ်တဲ့အပိုင်းတွေမှာအာသာချက်တွေအများကြီးရှိတဲ့ဆိုတာတော့ရလက်တွေကအမှန်ကန်ကိုဖော်ညွှန်းလျက်ရှိပါတယ်ဒါကြောင့်မို့လို့ဒီခါသွေးလင်းထက်ထိုးမဲ့ပွဲကအပြောင်းလဲဖြစ်ပြီး ancient time fighter မဟုတ်ဘူးလားဒါမှမဟုတ် ancient time fighter တွေကပဲနောက်တစ်ယောက်ဖြစ်မလားဆိုတာဆက်ပြီးစောင့်ကြည့်တွားရမှာပါ ကျွန်တော်နားလည်မိတဲ့လောက်ပြောရရင်တော့သွေးလင်းထက်ထိုးနေတာက store weight တန်းပေါင်125ပေါင် weight တန်းဖြစ်နေတဲ့အတွေ့ဒီ weight တန်းမှာတော့ Asian Time Fighter တွေပဲတော်တော်လေးများပါတယ်နိုင်ငံတကာက fighter ဆိုတာအတော်လေးရှားတာပါဒါကြောင့်မလို့တွေးလင်းထက်အနေနဲ့နောက်ပွဲမှာလဲနိုင်ငံတကာက fighter တွေထက်စာရင် Asian Time Fighter နဲ့ပဲတွေးဖို့ကရာဂိုင်းနှုတ်များတယ်လို့ကျွန်တော်ကဆိုကြည့်ခြင်းပါတယ်ခင်ဗျာ။ ဆက်ဆက်ပြီးပြောချင်နေတဲ့အကြောင်းအရာကသွေးလင်းထက်ကမကြခင်သူ့ပွဲလာတော့မယ်ဆိုတော့သူ့ထိုးမဲ့ပွဲကတေချာပေါ့ဂျွန်လာထဲမှာကျင်းပမဲ့ပြိုင်ပွဲဆိုတာတော့ကောက်ချက်ချလို့ရနေပြီဂျွန်လာပထမပတ်ဂျွန်လာ6ရက်နေ့တောက်ကြနေညပိုင်းမှာတော့1ချန်ပီယံရှစ်က135 111ပြိုင်ပွဲကျင်းပသွားမယ်ဒီပြိုင်ပွဲမှာအတိတ်ကခေါင်းပွဲကြီးအဖြစ်တော့တန့်စင်နဲ့ပွဲပြတ်ထားတဲ့ Best Sukun Pick ရဲ့ပွဲစဉ်ကိုတတ်မှတ်ထားတယ် ပြီးတော့ promotion ဘက်ကလည်းဒီပြိုင်ပွဲမှာပါဝင်လာမဲ့နောက်ထပ်တွဲဆိုင်တစ်ခုကိုထပ်ပြီးချပြထားပြီးအဲ့ဒီ fighter ကဘယ် fighter လဲဆိုတော့ဒီပိုင်းက Mimicho fighter လေး Islay Pomogao ရဲ့တွဲဆိုင်ဖြစ်တယ်ဒီတစ်ခါမှာ Islay Pomogao ကစပိန်သူ Rubio နဲ့ပဲပြန်ပြီးပွဲထိုးရမယ်တကယ်တော့ဒီ fighter နှစ်ယောက်ကပထမအကြိမ်ထိတ်တိုက်တွေ့ခဲ့ပြီးပွဲထိုးဖို့လည်းမျက်နှာချင်းဆိုင်ခဲ့ကြပြီးပြီး သို့တော်လည်းပဲဒီပွဲကတရားဝင်အထမမြောက်ခဲ့ဘူးဘလို့အကြောင်းရင်းကြောင့်လဲဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာငလျင်ပေးကြီးပေါ်လာတဲ့အတွေ့အဲ့ဒီကိစ္စကြောင့်ဝမ်ချမ်ပီယံရှစ်ကသူတို့ရဲ့ပြိုင်ပွဲကိုဖျက်သိမ်းခဲ့တယ်ဖြစ်ပြိုင်ပွဲလဲဆိုတော့135 102ပြိုင်ပွဲဖြစ်တယ်အဲ့ဒီပြိုင်ပွဲမှာတော့ကအစ်လေးဘိုမိုကာဝနဲ့ရူဘီယိုတို့ထိုးသက်ဖို့စီစဉ်ခဲ့တာဒါကြောင့်မလို့ပြိုင်ပွဲကဖျက်သိမ်းလိုက်ရတဲ့အတွက်ထားမမြောက်ခဲ့ဘူးအခုတော့ promotion ဘက်ကအဲ့ဒီ fighter နှစ်ယောက်ကိုပြန်ပြီးပွဲတည်ပေးလိုက်ပြီး ဂျွန်လာ6ရက်နေ့တောက်ကြနေညပိုင်းမှာကျင်းပမယ်135 111ပြိုင်ပွဲမှာကျင်းပသွားမှာဖြစ်ပါတယ်ဒီနေ့မှာပြည်သက်တွေကိုကျွန်တော်စဉ်းစားစေချင်တာကကျွန်တော်တို့မြန်မာဖန်နေနဲ့အစ္စလေးဘိုမိုကာအိုတို့နောက်ကြိမ်ထပ်ပြီးစုံစည်းချအောင်မလားဆိုတာပါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့မြန်မာပြည်သက်တွေနဲ့အစ္စလေးဘိုမိုကာအိုတို့တစ်ခါစုံစည်းခဲ့ဘူးတယ်ဖေပြိုင်ပွဲမှာလဲဆိုတော့135 109ပြိုင်ပွဲမှာတော့က ဲ့ဒီပြိုင်ပွဲမှာတော့ကသွေးလန်းထက်က rocket တွေနဲ့ထိုးရတယ် isle pomoga ဥပွဲကအစောပိုင်းဖြစ်ပေမဲ့မြန်မာပြည်သက်တွေကကွန်းပြင်ထွက်ပြီးတော့ဖိလစ်ပိုင်သူလေးနဲ့ဓာတ်ပုံတွေအတူတွဲရိုက်ခဲ့ကြတဲ့မှတ်တမ်းတွေပြည်သက်တွေမြင်ခဲ့ကြရမှာပါဒီတစ်ချိန်မှာလဲသွေးလန်းထက်ကမကြခင်သူပွဲလာတော့မယ်ဆိုပြီးအချက်ပြလိုက်တော့သွေးလန်းထက်နဲ့ isle pomoga တို့တွဲဆိုင်က နောက်တစ်ချိန်1 Friday 5 111ပြိုင်ပွဲမှာပြန်ပြီးစုံစည်းနေကြပြီလားဆိုတာစဉ်းစားစရာဖြစ်ပါတယ် တကယ်လို့များအဲ့ဒီလိုအခင်းကျင်းဆိုရင်တော့ကျွန်တော်တို့မြန်မာပြည်သက်တွေအနေနဲ့ဒီဖိလစ်ပိုင်သူမင်းချော့ဖိုက်တာလေးနဲ့တော့ချိန်ပြန်ပြီးစုံစည်းကြပွဲရှိတယ်။ကျွန်တော်ကြားမိတဲ့သတင်းတွေမှာလည်းဒီ145 111ပြိုင်ပွဲမှာမြန်မာဖိုက်တာတစ်ယောက်ရဲ့တွဲဆိုင်ပါဝင်ထားတယ်လို့သိရပါတယ် ဒါကကောလာဟာလာအနေထားပဲရှိသေးပေမဲ့မကြခင်ဝမ်ချမ်ပီယံရှစ်ဘက်ကတရားဝင်တွဲဆိုင်နေချပြလာတော့မယ်အဲ့ဒီအတွက်နောက်2ရက်3ရက်လောက်ဆိုရင်အဲ့ဒီကောလာဟာလာသတင်းကတကယ်ပဲတရားဝင်အတီလာဒါမှမဟုတ်လူတွေကပဲအတင်းဖြစ်ပြောတာလားဆိုတော့အမှန်ကန်တက်တက်ကွဲကွဲသိရတော့မှာပါတစရမှာထပ်ပြီးပြောချင်တာကဇွန်လ29ရက်နေ့တောက်ကြနေ့ညပိုင်းမှာကျင်းပမယ့်145 140ပြိုင်ပွဲအကြောင်းကိုပါ ဒီပြိုင်ပွဲကတံပိုးကပ်ပုံစံမျိုးနဲ့ကျင်းပမှာဖြစ်လို့မြေမြေဆန်ဆန်တက်တိုက်ဝင်းဝင်းရှိမဲ့ဆိုတဲ့အကြောင်းကိုလည်းစောကြီးကဲကရှင်းပြထားခဲ့ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းတွင်းကတော့ဒီပြိုင်ပွဲမှာဘက်ဖိုက်တာတွေရဲ့တွဲဆိုင်တွေကကောင်းပွဲဖြစ်မလဲ။ဘက်ဖိုက်တာတွေရဲ့တွဲဆိုင်တွေကကိုမင်းပွဲဖြစ်မဲ့ဆိုတဲ့အကြောင်းကို promotion ဘက်ကချပြခဲ့ပြီးပါပြီ။အဓိကကောင်းမွဲကြီးဖြစ်တော့ဖိလပီလိုဘိုနဲ့ကူလတန်ပီရဲ့ဦးထိုင်းတို့ကထိုးကြမှာဖြစ်ပါတယ်။ကိုမိန်ဘွဲ့ဖြစ်တော့ဆိုလင်းကိုအနိုင်ယူထားတဲ့ဆက်ဆန်နဲ့မွန်ထိုင်းတို့ကထိုးသက်ကြမှာပါ။ ။မနေ့ကတော့ promotion ဘက်ကအဲ့ဒီပြိုင်ပွဲမှာပါဝင်လာမဲ့နောက်ထပ်တွဲဆိုင်နှစ်ခုကိုထပ်မံချပြလိုက်ပါတယ်။အဲ့ဒီတွဲဆိုင်ကတော့ Japan Fighter Nagara နဲ့ Ancient Time Fighter Banlu Lock တို့ပွဲဖြစ်ပါတယ်။နာကာရာကဘလုဖိုက်တာမျိုးလဲဆိုတာကျွန်တော်ပြည့်သက်တွေကိုအစောကြီးကတည်းကရှင်းပြခဲ့ပြီးပြီး promotion ဘက်က1172ပြိုင်ပွဲပြီးနောက်ပိုင်းဒီဖိုက်တာကိုအပြီးသက်တရဝင်းခေါ်ယူခဲ့တယ်တရဝင်းခေါ်ယူခဲ့တယ်ဆိုတဲ့အကြောင်းကိုလည်းပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကကြေညာခဲ့တယ် ဒီဖိုက်တာကကမ္ဘာချန်ပီယံစုတွေကိုစုစုပေါင်း10ခုအဝင်းကျင်အထိသိမ့်ပိုက်ထားခဲ့တဲ့ဖိုက်တာဝမ်ချန်ပီယံရှစ်မှာလည်းအခုလောဆယ်အသစ်ဖန်တီးနေတဲ့အတန်ဝိတ်မွေထမ်းချန်ပီယံကပတ်ကိုသိမ့်ပိုက်ဖို့အတွက်ရာဂိုင်းလုံးများတဲ့ဖိုက်တာဆိုပြီးထင်ကြီးပေးခံရတဲ့သူအဲ့ဒီဖိုက်တာကိုပရိုမိုရှင်းဘက်ကပွဲတည်ပေးလိုက်တာပါသူနဲ့ပွဲတည်ပေးလိုက်တဲ့ဖိုက်တာဘန်လူလော့ကလည်း short တွက်လို့မရပါဘူးဘာဖြစ်လို့လဲဆိုတော့ဒီဖိုက်တာက135ပြိုင်ပွဲမှာစုစုပေါင်း3ဝက်ထို3ဝက်စလုံးအနိုင်ရထားတာပါ ဒါလို့သုံးဘွဲ့စလုံးအနိုင်ရုံနဲ့တင်သူကပြီးတာမဟုတ်ပါဘူးသုံးဘွဲ့စလုံးမှာသုံးကြိမ်အထိကိုဘောနပ်စုဆွတ်ခူးနိုင်တဲ့အထိစွမ်းဆောင်ရင်ကောင်းနေချက်ပြနိုင်ခဲ့တာဖြစ်ပါတယ်ဒါကြောင့်မလို့သူကဘောနပ်စုတင်ဘက်တန်းကျော်အထိဆွတ်ခူးထားပြီးပြီလို့ပြောနိုင်ပါတယ်အဲ့လိုဖိုက်တာမျိုးကိုနာကာတာနဲ့ပွဲတယ်ပေးလိုက်တော့တကယ်ပွဲကြီးပွဲကောင်းတပွဲလို့ဆိုလို့ရပါတယ်ဒေဂျာတာတို့ကဒီပွဲဟာချက်မြက်ကပတ်စိန်ခုံးကအဆုံးဖြတ်ပေးမဲ့ပွဲမျိုးတောင်ဖြစ်သွားနိုင်ပါတယ်။ လက်ရှိမှာတော့ Adam Wade တန်းကချန်ပီယံကပ်ဘက်မရှိသေးတဲ့အတွက်ချန်ပီယံကပ်ဘက်လူပွဲထိုးရဖို့အရင်ချင်းစစ်စာမေးပွဲလို့ပြောရင်ပုံပြီးတိကျမှန်ကန်မယ်ထင်ပါတယ်။နာကာရာကိုရိုင်းကတော့သူကဝမ်းချန်ပီယံရှစ်ကနှဲ့ရတဲ့မွေထိုင်းချန်ပီယံကပ်ဘက်ကိုပထမဆုံးသိမ်းပိုက်နိုင်တဲ့ဂျပန်ဖိုက်တာဖြစ်အောင်ကြိုးစားသွားမယ်ဆိုပြီးကြွေးကြော်ထားပါတယ်။ဒီဖိုက်တာရဲ့စွမ်းဆောင်ရည်ကဘယ်လောက်ထိရှိလဲဆိုတာလာမယ့်ဂျွန်လ28ရက်နေ့တောက်ကြနေ့ညပိုင်းမှာစောင့်ကြည့်ကဲခတ်လိုက်ကြရအောင်ဗျပြည်သက်များခင်ဗျာ promotion ကဒီပြိုင်ပွဲအတွက်နောက်ထပ်ထည့်သွင်းလိုက်တဲ့တွဲဆိုင်က Pampayev နဲ့ Uzbekistan Fighter Ortiko တို့ပွဲဖြစ်ပါတယ်။ဒီပွဲကလည်းနောက်ထပ်ပွဲကောင်းတစ်ပွဲပါပဲ။ Pampayev အကြောင်းကိုကျွန်တော်တို့ပြည်သက်တွေအကုန်လုံးသိခဲ့ပြီးပါပြီ။သူရဲ့တကြောပြန်လက်စွမ်းတွေကပြည်သက်တွေမျှော်လင့်ထားသလိုကြီးမဟုတ်သေးဘူးဆိုတာလည်းအားလုံးကလက်ခံကြပါတယ်။ဒီတစ်ခါသူနဲ့တွေ့နေတဲ့ Fighter က Ortiko ဖြစ်ပါတယ်။ ။တနည်းပြောရရင်135စနစ်ထက်မှာစုစုပေါင်း9ပွဲထိုး9ပွဲစလုံးအနိုင်ရထားတဲ့ဖိုက်တာပါ။ဆွဲဆောင်ဤပိုင်းအဖြစ်အတော်ကိုထင်ကြည်ဖို့ကောင်းပါတယ်။ဒီချက်ကိုကြည့်ရင်ပဲပမ်ပါရက်ဖာ1ချင်မြင့်ချက်ကပေးရတဲ့ထိုးချက်အရင်များတဲ့ဖိုက်တာဆိုတာကောက်ချက်ချလို့ရပါတယ်။မဖြစ်လို့လဲဆိုတော့သူ့နဲ့ပွဲတယ်လိုက်တဲ့ဖိုက်တာတွေကတယောက်မှအချာပင်မရှိပါဘူးအခုအော်ဒီကော့ဆိုရင်လဲခုနှစ်ပွဲဆက်တိုက်အနိုင်ရထားတဲ့မှတ်တမ်းမျိုးကိုပိုင်ဆိုင်ထားတဲ့သူပါ ဒီပွဲက Odigolf တွေဒေါ်လာတသိန်းခန့်စာချုပ်ကြီးနှစ်အဖို့နောက်ဆုံးအီချင်းစစ်စာမေးပွဲစစ်တဲ့ပွဲမျိုးလားဆိုတာစောင့်ကြည့်သွားကြရမှာပါပြည်သူများခင်ဗျာမနေ့ပြန်တောက်ကြနေ့ညပိုင်းမှာတော့1ချမြင့်ရှစ်က1 35 110ပြိုင်ပွဲကိုကျင်းပသွားမှာဖြစ်ပါတယ်ဒီပြိုင်ပွဲမှာမြန်မာကိုစားပြုဝင်ရောက်ထိုးတက်မဲ့ဖိုက်တာ၂ယောက်အထိပါဝင်လျက်ရှိပါတယ်ဒီပြိုင်ပွဲနဲ့ပတ်သက်လို့ဆေးစစ်ဝိတ်ချင်းတဲ့အစီအစဉ်တွေကိုဒီနေ့လေပိုင်းမှာပဲလှုပ်ဆောင်သွားခဲ့ပါပြီ။ ဖိုက်တာနှစ်ယောက်စလုံးဟာတက်မှတ်ဝိတန်းအတွင်းကိုအသီးသီးဝင်ရောက်အောင်လှုပ်ဆောင်နိုင်ခဲ့ကြပါတယ်ဖိုက်တာတွေမျက်နှာချင်းဆိုင်ကြတဲ့အနေအထားမှာလဲဘဲဖိုက်တာနဲ့ဘဲဖိုက်တာကဘလို့ပုံစံမျိုးရှိတယ်ဆိုတာမြေသက်တွေအကဲခက်ခွင်ရလိုက်ပါပြီ။ Asian Type Fighter နဲ့ထုတ်တက်ရမယ့်ထွန်းမဲအောင်ကတော့ရုပ်ပိုင်းဆိုင်ရာတိစောက်မှုပိုင်းမှာ Time Fighter ထက်အနည်းငယ်လေးကျွာပါတယ်။နည်းနည်းလေးပိုတာတယ်လို့ဆိုကြည့်ကြပါတယ်။သို့တော့မွေထိုင်းပွဲအတွေ့အကြုံပိုင်းမှာတော့ Asian Time Fighter ကအများကြီးတာလွန်ပါတယ်။ သူဟာဝမ်ချမ်ပီယံရှစ်ကိုဖိုက်တာတွေအကြီးချင်းစစ်စာမေးပွဲတွေစစ်ပေးနေတဲ့ LWC Super Champ Feather Fight ပြိုင်ပွဲတွေမှာဇက်တိုက်နိုင်ပွဲတွေရယူရင်းဒီစင်မြန့်အထက်ထိတက်လန်လာခဲ့သူပါထို့မယောင်ကလည်း135ပြိုင်ပွဲအတွေ့အကြုံတွေကိုအတန်အသင့်ရရှိထားပြီးပါပြီဒါကြောင့်မလို့ဒီဖိုက်တာနှစ်ယောက်ကြားဘယ်ဖိုက်တာကအခွင့်အရေးကိုမိမိရအဖြစ်အောင်ဆုပ်ကိုင်းသွားမလဲဆိုတာမနေ့ပြန်မှစောင့်ကြည့်ကဲခဲလိုက်ကြရအောင်ဗျာ ူပါအေဂျင့်နဲ့မူကာဆီဒိုတို့မျက်နှာချင်းဆိုင်ကြတဲ့အနေအထားမှာတော့ဂျပန်ဖိုက်တာကရမောင်းအဖြစ်တော်လေးစိုးပါတယ်။ဒါကြောင့်မလို့ဘော်ဒီတိဆောက်ပုံပိုင်းမှာစူပါအေဂျင့်ထက်အများကြီးပိုတာတယ်လို့ဆိုလို့ရှာပါတယ်။အချိန်ထဲမှာပဲသူကစူပါအေဂျင့်ကိုအမှောက်သိပ်ပြမဲ့အကြောင်းအခုလိုကြုံဝါသွားခဲ့ပြန်ပါတယ်။ဒီပွဲမှာ KO ရဖို့တခုတည်းကိုပဲတွေးထားပါတယ်။ဘဲခေါင်းလောက်မသိတည်း၍ကျွန်တော်ရဲ့ထိုးတတ်တဲ့စတိုင်တိုက်စစ်မှာထုတ်သုံးတဲ့ပါဝါပိုင်းတွေကပြိုင်ဘက်ကိုအမှောက်သိပ်ဖို့ပဲဥတီနေမှာပါ အဲ့ဒီတော့ဘယ်အချိန်မှအလဲထုတ်ပြနိုင်မလဲဆိုတာတော့ဘယ်သူမှကြိုးသိမှာမဟုတ်လို့မျက်တော်မခက်ပဲစောင့်ကြည့်စေချင်ပါတဲ့ဘွဲကောင်တွေမှကြည်ကျင်ရတဲ့ပြည်သက်တွေအတွက်ရင်ခုန်စိတ်လို့ရှားစရာကောင်းတဲ့ပွဲမျိုးဖြစ်အောင်ကျွန်တော်ကဖန်တီးပေးနိုင်မှာလဲဆိုပြီးကြွေးကြော်သွားခဲ့ပါတဲ့ဒီနေရာမှာမင်းကတင်ဆက်ခဲ့တဲ့အကြောင်းအရာကိုထပ်ပြီးဖြည့်ဆွက်ပြောချင်တာတစ်ခုကမူကာစီတိုဟာအမွေကိုရှုံးပြီးနောက်ပိုင်းဂျပန်ပြည်တွင်းမှာတပွဲထိုးသက်ခဲ့ပါတဲ့ အဲ့ဒီပွဲက Time Fighter တယောက်နဲ့ထိုးသက်ခဲ့တာဖြစ်ပြီးပထမချီ KO ရလတ်နဲ့အနိုင်ရခဲ့တာပါရုပ်ရည်ကြည့်လိုက်မယ်ဆိုရင်တော့သူ့ရဲ့စွမ်းဆောင်ရည်ပိုင်းကအတော်ကြီးကိုကောင်းမွန်တယ်လို့ဆိုလို့ရနေပါတယ်သို့တော်လေကျွန်တော်သိတဲ့အတွင်းသတင်းတချို့မှတော့အဲ့ဒီပွဲကပြည်သက်တွေထင်ထားသလောက်ကြီးမဟုတ်ပါဘူးဘလို့ပုံစံမျိုးလဲဆိုတော့အဲ့ဒီ Time Fighter ကမူကာစီတိုနဲ့ထိုးမဲ့ပွဲကိုသေချာပြင်ဆင်ပြီးတွားရောက်ထိုးတက်ခဲ့တာမဟုတ်ဘူးလို့သိရပါတယ် ငွေကြေးခက်ခဲတချို့ရှိနေလို့ဂျပန်ကိုဒီတိုင်းသွားပြီးထိုးသက်ပေးခဲ့တာလို့ဆိုပါတယ်။ဒါကြောင့်မို့လို့မူကာစီတိုအနေနဲ့အမ်ဝီကိုရှုံးနိမ့်တဲ့ပွဲအပြီးမှာနိုင်ပွဲပြန်ရထားတယ်ဆိုပေမဲ့အကျိတ်နဲ့စော်ထားရတဲ့ပုံစံမျိုးတော့မဟုတ်ပါဘူး။တနည်းပြောရရင်အမ်ဝီကိုရှုံနေခဲ့တဲ့ပွဲကရရှိခဲ့တဲ့စိတ်တန်ရာတွေကိုအပြည့်အဝကူစားနိုင်ခဲ့တဲ့ပုံစံမျိုးတော့မဟုတ်တော့ပါဘူး။ဒါကြောင့်မို့စူပါအေဂျင့်အနေနဲ့ပြိုင်ဘက်ကိုအတင်းကြီးထင်ကြီးစရာလဲမလိုသလိုရှော့တွက်စရာလဲမလိုပါဘူး။ ဒီဘက်မှာအကောင်းဆုံးပုံစံမျိုးနဲ့ချင်းကပ်ကစားနိုင်ပါစေလို့ပဲဆန္ဒပြပါတယ်။ဆက်လက်ပြောပြခြင်းနဲ့အကြောင်းအရာက UFC စစ်မြေထက်ကိုတက်လန်းလာတော့မယ်ဂျိုရှွာပန်ရဲ့တငယ်ချင်းဆိုတဲ့အကြောင်းအရာဖြစ်ပါတယ်။မိတမ်းများခင်ဗျာမင်းညာကတော့4 on 5 club မှာစူးစူးညံ့ညံ့နေဖြစ်သွားခဲ့ပါတယ်။မဖြစ်လို့လဲဆိုတော့ Joshua Ban ရဲ့ Legend of Fighter တယောက်ဖြစ်တဲ့ Michael Hwe ဟာလုံးဝမျှော်လင့်မထားတဲ့အနေထားကနေ UFC ရဲ့ပွဲကန်လန်နာကိုခံခဲ့ရလို့ပါပဲ။ မိုက်ကယ်အရွှဲကြောင်းကျွန်တော်ကပြည့်သက်တွေကိုရခင်ကလေးကတင်ဆက်ခဲ့ပြီးပါပြီ။ဒီဖိုက်တာကဂျိုရှွာပန်ပွဲတွေထိုးရင်နောက်ကနေအမြဲတမ်းလိုက်ပါဝင်းရံလေးရှိတဲ့သူပါ။ဒီနောက်ဝိုက်ကွန်နာစီဒီပြိုင်ပွဲမှာတောင်လက်ရည်စပွဲထိုးခဲ့တဲ့ဆိုတဲ့အကြောင်းကိုပြည့်သက်တွေကိုတင်ဆက်ခဲ့ပြီးပါတဲ့။အဲ့ဒီတော့ကသူလဲနိုင်ပွဲမရသလိုအရွေးလဲမခံခဲ့ရပါဘူး။ သို့သောပွဲထိုးတတ်တဲ့အနေအထားမှာဖြိုပြမှုကရည်ကြီးပေးလွန်းလို့ promotion ဘက်ကအခွင့်အရေးပေါ်လာမယ်ဆိုရင်သူ့ကိုအချိန်မြေးပြန်လည်ဆက်သွယ်မယ်ဆိုတဲ့အကြောင်း Joshua Ben ရဲ့နီးပြားတွေကဖွင့်ဟခဲ့ပြုပါတယ်။အဲ့ဒီခိုက်တန်းဟာမနေ့ညကတော့အမှန်တကယ်ယုံလုံးပေါ်လာခဲ့ပါပြီ။ဘာဖြစ်လို့လဲဆိုတော့ UFC ဟာဒီတစ်ပတ်ကျင်းပမဲ့ UFC Fight Night ပြိုင်ပွဲမှာ Fighter တယောက်ကအနိကရောက်မှဒဏ်ရာပြသနာကြောင့်နှုတ်ထွက်သွားလို့အဲ့ဒီနေရာကိုအစားထိုးဖို့ Michael Ashwell ကိုကန်လန်လိုက်ပါတယ်။ မိုက်ကယ်အရှွဲကလည်းချက်ချင်းကိုလက်ခံပြီးပွဲဖြစ်ခဲ့တာပါဒါကြောင့်မလို့မိုက်ကယ်အရှွဲဟာ UFC fighter တရားဝင် ဖြစ်လာပြီလို့ပြောလို့ရပါတယ်သူဟာပုံမှန်အားဖြင့်တော့ featherweight တန်းခေါင်းစဉ်အောက်ကနေထိုးတာပါသို့တော့လက်ရှိအနေထားမှာတော့အနိကရောက်မှလူစားဝင် ထိုးပေးရမှဖြစ်လို့ lightweight ခေါင်းဆက်အောက်ကနေထိုးမှဖြစ်ပါတယ်။လူနဲ့ရင်ဆိုင်ထိုးတက်ရမယ့် fighter က Bolaji Oki ဖြစ်ပါတယ်။ ဒီ fighter နှစ်ယောက်ဟာ lightweight တန်းကောင်းစင်အောက်ကနေဒီနေ့ကနေ့မနက်ပိုင်းမှာကျင်းပမဲ့ UFC fight night ပြိုင်ပွဲမှာရှင်ပြိုင်ထိုးသက်ကြမှာဖြစ်ပါတယ်။လက်ရှိမှာတော့ပြိုင်ပွဲကျင်းပမဲ့နေရာကို Michael Ashwell ရောက်ရှိနေပါပြီ။ Joshua Ban ရဲ့အရေးအယောင်တော့မြင်တွေ့ရတာမျိုးမရှိပါဘူး။ဘာဖြစ်လို့လဲဆိုတော့သူ့နောက်ထိုးမဲ့ပွဲကလည်းအရန်ကိုနီးကပ်နေတဲ့အတွက် Joshua Ban လိုက်ပါလာခြင်းရှိခံမတူပါဘူး။ ။ဘာပဲဖြစ်ဖြစ်ဂျိုရှာပန်ရဲ့ပွဲတွေကိုနောက်ကနေအသက်တရော်လိုက်ပါဝင်ရန်လေးရှိတဲ့ Michael Ashwell အနေနဲ့ UFC ကလကအဖွင့်မှာရလက်ကောင်းနေပိုင်ဆိုင်မှာစေးလို့ဆန္ဒပြုပါတယ်ခင်ဗျာ။နောက်ဆုံးပြောပြခြင်းနဲ့အကြောင်းအရာကတော့တာကေရူရဲ့ထိုးကြေးကမြန်မာငွေကျပ်သိန်းပေါင်း9200ကျော်ဝန်းကျင်ရှိတဲ့ဆိုတဲ့အကြောင်းအရာပါတာကေရူရဲ့ထိုးကြေးနဲ့ပတ်သက်လာရင်ဒေါ်လာ10သိန်းဝန်းကျင်ရှိတဲ့ဆိုတဲ့အကြောင်းကိုတော့ဟိုရှင်ခင်လေးကကျွန်တော်ကအကျေတုံးဝင်ပြောပြခဲ့ပြီးပါပြီ။ ပြီးခဲ့တဲ့အပတ်ပိုင်းအတွင်းကတော့ဝမ်ချင်မြင့်ရှိလူမီနီအခြေကဲတယောက်ဖြစ်တဲ့ဗိုလ်ချုပ်ဟောင်းကြီးတယောက်ရဲ့စကားကိုကိုကာပြီးတာကီရူရဲ့ထိုးချစ်ကဒေါ်လာသသန်းဝန်းကျင် ရှိလောက်တဲ့ဆိုပြီးကျွန်တော်ကထပ်ပြီးတင်ဆက်ခဲ့သေးပါတယ်သို့သောဟိုတနီကတော့ဝမ်ချင်မြင့်ရှိထိုင်းလန်ရုံးခွဲကဥက္ခရာကိုတိုင်းကတာကီရူရဲ့ထိုးကြေးဟာဒေါ်လာတစ်တမနှစ်တန်းအထိရှိတဲ့ဆိုတဲ့အကြောင်းကိုတရားဝင်ဖွင့်ပြောလိုက်ပါပြီ။လက်ရှိမြန်မာငွေလဲနှုံသားနဲ့ပြောမယ်ဆိုရင်ကျပ်သိမ်းပေါင်း9,200ကျော်အထိရှိပါတယ်။ ဒါကအတော်ကြီးကိုများပြားလွန်းတဲ့ပမာဏမျိုးဖြစ်ပါတယ်။ကျွန်တော်ကနဦးတင်ဆက်ခဲ့တဲ့ဒေါ်လာ၈သိန်းနဲ့ရှင်းကြည့်လိုက်မယ်ဆိုရင်တဝက်ကျော်ကြီးများအထိတောင်ပိုနေသေးပါတယ်။တာကေရူဟာဝမ်ချမြင်ရှိကပိုင်ဆိုင်ထားတဲ့ဖိုက်တာတွေထဲမှာတော့ထူးခြားအများဆုံးရတဲ့ဖိုက်တာလို့တောင်ဆိုရမယ်ထင်ပါတယ်။ဒါတောင်သူကရော့ထန်းကိုအနိုင်ရခဲ့တာမဟုတ်ပါဘူး။တကယ်လို့များရော့ထန်းကိုသာအနိုင်ရရင်သူ့ရဲ့ထိုးကြီးကဘလောက်ထိမြင့်တက်သွားမလဲဆိုတာခံမှန်းကြည့်ဖို့တောင်မလွယ်ပါဘူး။ ထိုင်းလန်ယုံခွဲဥက္ကဋ္ဌကတော့တာကေရုအနေနဲ့ဘာဖြစ်လို့အခုလောက်ထိထိုးကြေးတွေအများကြီးရလဲဆိုတဲ့အကြောင်းကိုအခုလိုအခြေတဝင့်ရှင်းပြသွားခဲ့ပါတယ်။စူပါစတားဖိုက်တာတယောက်ဖြစ်ချင်တဲ့ဆိုရင်တာကေရုလိုဖန်တုအခိုင်မာရှိရပါမယ်။ဒါကထိုးကြိတ်တာကောင်းယုံနဲ့မရပါဘူး။အပိဝိညာဉ်နဲ့သူလည်းအများကြီးဖြစ်နေမှရမှာပါ။ ကိုယ့်ရဲ့ပုံရိပ်ပိုင်းကိုလူတိုင်းကအမှတ်ရနေစေရမယ်တံပိုးထားခံရမယ်ဘဝဖြတ်သန်းမှုပိုင်းမှာလဲတံပိုးရှိတဲ့ခိုက်တန်တွေအများကြီးပိုင်ဆိုင်ထားရပါမယ်လို့မှတ်ချက်ပေးသွားခဲ့ပါတယ်ဒီကြောင့်ရကိုဘာဖြစ်လို့ကျွန်တော်ကတင်ဆက်တာလဲဆိုတော့ကျွန်တော်မြန်မာပြည်ကဖိုက်တာလေးတွေအနေနဲ့အတူယူစေခြင်းလို့ဖြစ်ပါတယ် Professional Fighter ဘွားရှောက်လန်းကြပြီးဆိုရင် brand တိဆောက်တဲ့အပိုင်းပုံရိပ်တိဆောက်တဲ့အပိုင်းရလက်တွေတိဆောက်တဲ့အပိုင်းတွေကိုဒီလိုပုံစံမျိုးတိဆောက်ရတယ်ဆိုတာသိတာမြင်တာစေချင်လို့ highlight လုပ်ပြတာပါ Takedo ကသူ့ရဲ့ပုံရိပ်ပိုင်းနဲ့ပတ်သက်လာပြီးဆိုရင်ဘယ်တော့မှ negative sense နဲ့အပြုမူတွေလုံးဝလောက်တာမဟုတ်ပါဘူး။ရှေ့တောင်အချမလူတန်းတွေလာပြီးလောက်တာတောင်စာတင်ကြောင်းတွေဆောက်လုပ်ပြီးလူတန်းသွားခဲ့တာပါ။ ဒါလို့လူမှုအတိုင်းဝိုင်းပေါ်ပေါင်းလက္ခဏာဆောင်တဲ့အကျိုးပြုလုပ်ငန်းတွေပြန်လည်လှုပ်ဆောင်နေတဲ့ fighter တရအုံနေနဲ့လဲအခုလိုထိုးခြင်းမျိုးရရှိတာထိုက်တန်ပါတယ်ကျွန်တော်တို့မြန်မာပြည်မှာလည်းတာကိတုလိုဖိုက်တာမျိုးတွေအများကြီးအများကြီးထွက်ပေါ်လာပါစေလို့ဆန္ဒပြုရင်းဒီကနေ့အတွက်တော့တလောက်နဲ့ပဲညီကုံချုပ်ချင်ပါတယ်။လာမယ့်နေ့တွေမှာလည်း MMA လောကကနောက်ဆုံးရသတင်းတွေကိုစူးစီးတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့ channel ကို notification ယူထားကြပါဦးခင်ဗျာ။